မထင်မှတ်ထားတဲ့နီလန်းနေသုံးပြီးတော့ချစ်ဆွဲအောင်မို့ကြိုးစားခဲ့တဲ့ချီလီကုသမာအလုံးမဲမင်္ဂလာပါဘလုံးကစားနီးဆိုတာချစ်ဆွဲမှန်းကောင်းအောင်နေဒီမပြီးပဲနဲ့တခါတလေမှညံသုံးပြီးကစားရတဲ့အပိုင်းနေရှိပါတယ်ညံသုံးပြီးကစားရဆိုတဲ့နေရာမှာတချို့သောကစားသမားတွေကတော့ညံညံနဲ့တွေထုတ်သုံးပြီးကစားကြတာမျိုးတွေရှိပါတယ်ဒီလိုလောက်တာအောင်မြင်တာမျိုးတွေရှိသလိုမအောင်မြင်မဲဖြစ်ခဲ့ရတာပဲလေရှိနေပြန်ပါတယ်ဒီကမှလဲချီလီကိုသမားတူဦးอ่ะဆိုရင်တော့သူ့အသင်းခြေစပွဲအောင်ဖို့အတွက်ညနေညနေတည်းထုတ်သုံးခဲ့ပါတယ် ဒါပေမဲ့သူကတော့လူမိသွားခဲ့တာကြောင့်အချက်တကွဲဖြစ်ခဲ့ရတဲ့အပြင်ကူမှာဘလုံးကစားခွင့်မှာပိတ်ခံလိုက်ရပါတယ်။ဒီပြရကတော့1989ခုနှစ်တုန်းကကပောက်လာခြေစစ်ပွဲစမှာဖြစ်ပွားခဲ့တာပါ။အဲဒီနေ့ကတောင်အမေရိကဆိုမှာကပောက်လာခြေစစ်ပွဲတွေရှိမြိုင်ကစားခဲ့ပြီးတော့နောက်ဆုံးပွဲမှာချီလီနဲ့ဘရာဇီလကထိတိုက်တွေ့ဆုံခဲ့ကြပါတယ်။ဒီဘက်မှာအနိုင်ရတဲ့အသင်းကပဲခြေစစ်ပွဲကိုအောင်မြင်မှာဖြစ်ပါတယ်။ဘရာဇီးဆိုတာချီလီထက်အဆဆရရာတာလွန်နေတဲ့အသင်းဖြစ်တာကြောင့်ပုံမှန်ဆိုရင်တော့ချီလီအတွက်ကမ္ဘာပလားခြေစစ်ပွဲအောင်မှုကအခွင့်အလမ်းနေနေခဲ့ပါတယ် အရောင်ချီလီကိုသမားကြီးရိုဘတ်တိုရူဟက်စ်ကတော့သူ့အသင်းခြေစပွဲအောင်မှုအတွက်ညနေညနေတွေထုတ်သွင်းပြီးသွားခဲ့ပါတယ်။ဘရာဇီးလ်ရဲ့ပွဲစပိုင်းမှာကလေးကချီလီကိုတကိုးကူးမရှိတဲ့အနိုင်ရရှိထားခဲ့တာပါ။အဲဒီလိုအချိန်မျိုးမှာချီလီကိုသမားလည်းလဲကျသွားခဲ့ပြီးတော့သူ့ရည်လည်းထွက်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပြိသက်တွေကလည်းကိုင်းနေမှုမိဘနေနဲ့ပြပောက်နေကြတဲ့အချိန်ဖြစ်လို့ Rohelf တယောက်မိဘမှန်သွားတယ်လို့ပဲထင်ခဲ့ကြတာပါ။သေထွက်နေတာကလည်းမိဘမှန်တယ်လို့တော့မထင်ရပဲနဲ့ဒါနဲ့လီးခံထားရတယ်လို့ထွက်နေခဲ့ပါတယ်။ သူကိုယ်တိုင်ကလည်းဒီလိုမျိုးဖြစ်အောင်လို့တမင်ခွက်ချပြီးတော့စီစဉ်ခဲ့တာပါအဲဒီအချိန်မှာပဲချီလီကစားသမားတွေကဂိုဒမရိုဟက်စ်ကိုတဲပြီးတော့ကွင်းထဲကနေထွက်ခွာသွားခဲ့ကြပါတယ်သူတို့ကဒီဖြစ်စဉ်အတွက်ဘရာဇီးကိုခြေစစ်ပွဲကနေကန်ထုတ်ပြီးတော့သူတို့အသင်းကိုပဲခြေစစ်ပွဲအောင်ပြီးဖို့အတွက်အယူခံဝင်ခဲ့ကြတယ်လို့သိရပါတယ်ဒါပေမဲ့သူတို့မသိလိုက်တာကတော့ Royals မှာအားလုံးရဲ့ဖြစ်ရပ်ကိုမှတ်တမ်းတင်ထားတဲ့ဗီဒီယိုဖိုင်တစ်ခုရှိနေခဲ့ပါတယ်။ပြီးပါကဒီဗီဒီယိုဖိုင်ကိုပြန်ကြည့်ပြီးတော့စုံလမ်းစစ်ဆေးမှုတွေပြန်ပြီးလှုပ်ဆောင်ခဲ့ပါတယ်။ ီဒီယိုထဲမှာ Rohs ကိုမိဘထိမှန်ငယ်ခြင်းမရှိဘဲနဲ့သူ့အတူလှုပ်ကြံခဲ့တယ်ဆိုတာပေါ်လွင်နေခဲ့ပါတယ်။တကယ်တော့ Rohs ကသူ့ရဲ့လက်အိတ်ထဲမှာ plate ဓာတ်ကိုဖတ်ပြီးတော့ယူဆောင်လာခဲ့တာဖြစ်ပါတယ်။မိဘပြစ်လိုက်တဲ့အချိန်မှာချင်းသားကိုသူ့နှဖိုးကိုလိဖြတ်လိုက်တာပါ။အဲဆိုနောက်ဆုံးမှာတော့ FIFA ကချီလီကိုတမကြီးရဲ့လှုပ်ရက်ကိုလိန်ညာမှုဖြစ်ပဲတတ်မှတ်လိုက်ပါတယ်။ FIFA ဘက်ကလည်း Rohs ကိုရာသပန်ဘောလုံးကစားခွင့်မှာပိတ်ပင်လိုက်ပါတယ်။ဒါပြင်ချီလီတင်းကိုလည်းအဲ့ဒီနှစ်ကကမ္ဘာပလားခြေစစ်ပွဲကနေကန့်ထုတ်ခဲ့ုံသာမကပဲနဲ့နောက်နှစ်ကမ္ဘာပလားရှင်မြိုင်ငွေမှာပိတ်ပင်လိုက်ပါတယ် အပင်ခြေစွဲအောင်မလုပ်ခဲ့ပေမဲ့အောင်မြင်ခဲ့တဲ့အပြင်နောက်တစ်နေ့ပါထပ်မပြန်ရတဲ့အထိဖြစ်သွားခဲ့တာပါဒါကတော့ညံများလည်းမကောင်းဘူးဆိုတာကိုအသိပြုသွားခဲ့တယ်ဘလုံးလောက်ကလည်းဖြစ်ရတဲ့ခုလို့ပြောလို့ရပါတယ်အဆုံးကြီးကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်